ားလုံးကိုယေရှုခရစ်တော်နာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါရယ်ဒီနေ့မှာကျွန်တော်တို့အတူဒီကွာလေးလာဆင်ခြင်ရမယ်ခေါင်းစဉ်ကတော့ကောင်းကြီးတစ်ကိုကြိုးစို့ပါဆိုတဲ့ခေါင်းစဉ်ပဲဖြစ်ပါရယ် လူတချို့ကပြုစုပံမှနေထိုင်ရင်းနဲ့အတိတ်ကိုပြန်ပြီးတော့မှတန်တာတတ်ကြတယ်။အတိတ်ကအောင်မြင်မှုတွေကိုပြန်တွေးပြီးတော့မှဂုဏ်ယူလို့မဆုံးနိုင်ဘူး။တော့အအတိတ်ကကြာရှုံးမှုတွေကိုလည်းပြန်တွေးပြီးတော့နာကျင်လို့လည်းမဆုံးနိုင်ဘူး။တော့အအတိတ်မှာပဲသူတို့ကအမြဲတမ်းသတိရပြီးတော့မှလက်ရှိကာလအတွက်လမ်းပြောင်းနေတတ်ကြတယ်။တော့အတိတ်မှာပဲပိတ်မိနေကြတယ်ပေါ့နော်။ဆိုတော့ဒီနေ့မှာမိတ်ဆွေတင်ရောတော့အတိတ်မှာပဲပိတ်မိနေရလို့ဖြစ်နေလား။ တကယ်လို့သင်ဟာအတိတ်မှာပဲပြိမိနေတယ်ဆိုလို့ရှိရင်ကျွန်မဒီနေ့မှာအားပေးလိုတာကအတိတ်ကို အတိတ်မှာပဲထားခဲလိုက်ပါအရာရာကအိမ်မက်လိုပဲခဏလေးနဲ့ပျောက်ကွယ်သွားမှဖြစ်တယ်။နော်ဆိုတော့အစ်စ်အစ်စ်တော့ဆိုတဲ့အရာကိုဖျားသခင်ကပေးချင်တယ်။နော်ဖျားသခင်ရဲ့သဘာဝကလည်းအစ်စ်အစ်စ်ဖြစ်ခြင်းဆိုတဲ့အရာတစ်ခုပေါ့နော်ဒီအရာကိုကျွန်တော်တွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဖျားသခင်ရဲ့တန်ရှင်းခြင်းကိုကြည့်တဲ့အခါမှာပေါ့နော်။ဒီသူ့ရဲ့တန်ရှင်းခြင်းကအခုနေတန်ရှင်းတဲ့အရာခဏနေကြရင်ထပ်ပြီးတော့မှတန်ရှင်းခြင်းเนี่ยအစ်စ်အစ်စ်အစ်စ်ဖြစ်သွားတယ် ဒါကြောင့်မို့လို့ကောင်းကင်တမန်တွေကနော်ဘုရားသခင်ကိုချူမကိုကိုွယ်တဲ့အခါမှာတန်ရှင်တန်ရှင်တန်ရှင်ဆိုပြီးအဲ့တန်ရှင်တန်ရှင်တန်ရှင်ဆိုတဲ့တခွန်းချင်းတခွန်းချင်းစီတိုင်းကမတူညီတော့ဘဲနဲ့အစ်စ်အစ်စ်အစ်စ်သောတန်ရှင်ချင်းတွေကိုဖော်ကျူးနေတယ်ဆိုတဲ့အရာကိုတွေ့ရတယ်။ဒါကြောင့်ဘုရားသခင်ရဲ့တန်ရှင်ချင်းတောင်မှပဲနော်ခဏနေအခုအခုတန်ရှင်တယ်ဆိုတဲ့အရာထက်နောက်ထပ်ခဏနေကြရင်ပို့ပို့ပြီးမှတန်ရှင်တန်ရှင်တန်ရှင်တယ်ဆိုတဲ့အစ်စ်အစ်စ်သောတန်ရှင်ချင်းတွေဖြစ်နေတယ်ဆိုတဲ့အရာကိုတွေ့ရတယ်။ဆိုတော့အာကျွန်တော်တို့ဒီအရာကိုကြည့်တဲ့အခါမှာပေါ့နော် တကယ်ပဲဘုရားသခင်အစ်စ်အစ်စ်အစ်စ်ကိုပဲဖြစ်နေတဲ့ဘုရားဖြစ်တယ်။သူ့ရဲ့သဘာဝဖြစ်တယ်ပေါ့နော်။ဒါကြောင့်သူ့ရဲ့တရံတော်နဲ့အညီဖန်ဆင်းထားတဲ့ကျွန်တော်တို့လူသားတွေကိုလည်းသူကနော်အမြဲတမ်းအစ်စ်အစ်စ်အစ်စ်ဆိုတဲ့အရာကိုပဲသွားပေးခြင်းလေ။ဒါကြောင့်ကျွန်တော်တို့တွေကိုနက်နက်တိုင်းမှာဂရုဏာတော်အစ်စ်ကိုပေးတာဖြစ်တယ်။အဟောင်းကိုဘရောမမပေးဘူးဘုရားသခင်က။နော်ဘုရားသခင်ကအမြဲတမ်းကျွန်တော်တို့ပေးတဲ့အခါမှာတည်စင်လန်းဆန်းခြင်းတွေကိုသူအမြဲတမ်းပေးတယ်။နော်မာနမုတ်ကိုကောက်ခိုင်းတဲ့အခါမှာလည်းကြည်ပါပေါ့နော်။ဆိုတော့မာနမုတ်ကနော်တကယ်ပဲနက်နက်တိုင်းမှာတည်စင်လက်ဆက်ပြီးတော့မှ တို့ကိုပေးတယ်တကယ်လို့အပိုကောက်ထားမိရယ်ဆိုရင်အဲ့ဒီအရာပုတ်သွားတယ်နောက်တစ်ရက်တော့စားလို့မရတော့ဘူးเนาะဆိုတော့ဘုရားသခင်ကကျွန်တော်တို့ကိုအမြဲတမ်းလက်ဆက်တဲ့အရာတန့်ရှင်းတဲ့အရာအသစ်ဖြစ်တယ်ဆိုတဲ့အရာတွေကိုပဲသူကအမြဲတမ်းပေးတာဖြစ်တယ်เนาะဆိုတော့ဘုရားသခင်ရဲ့သဘာဝကအမြဲတမ်းအသစ်ကို ပေးရှင်တဲ့ဘုရားဖြစ်တယ်အာယေရမိမိသားစုကအခန်းကြီး3အငယ်23မှာဒီလိုဖော်ပြထားပါဗျ နနတိုင်းကယူနာတော့အသက်ကိုခံရကြ၏သစ္စာတော်သိကြီးမြတ်ပါ၏အာမင်ဆိုတော့ဘုရားသခင်ရဲ့သစ္စာလည်းဖြစ်တယ်။နော်ကျမတို့ကိုအမြဲတမ်းအသက်အသက်ပေးမယ်ဆိုတဲ့အရာကဘုရားသခင်သစ္စာတော်လည်းဖြစ်တယ်။ဆိုတော့သင်ရဲ့အာတသက်ခံချီးမွမ်းစရာတစ်ခုရှိတယ်ဆိုလို့ရှိရင်လည်းတိတ်မထားပါနဲ့။ချက်ချင်းပဲတသက်ခံလိုက်ပါဝေမျှလိုက်ပါ။တချို့ကထင်တယ်ငါဒီဟာလေးကိုတော့ဘယ်အချိန်လောက်ကြာမှငါတသက်ခံလိုက်မယ်။နော်ဘယ်အချိန်လောက်ကြာမှငါဝေမျှလိုက်မယ်ဆိုပြီးတော့မှအချိန်ကာလတစ်ခုကိုစောင့်နေတတ်ကြတယ်။ ဒီနေ့မှကျွမ်းအားပေးခြင်းနဲ့တင်းရဲ့တသက်ခံချက်ကအစ်စ်အစ်စ်အမြဲတမ်းဖြစ်လာမှာ အသည့်သည့်အများရန်ဖြစ်နေဖို့ပေါ့နော်ဖျားသခင်ကတင့်ကိုပေးมาဖြစ်တယ်။နော်သက်သေးခံစရာအမြောက်အမြောက်ကိုတင့်ကိုပေးมาဖြစ်တယ်။သက်သက်လုံးမှာသက်သေးခံစရာအကြောင်းအရာတစ်ခုလေးနဲ့ပဲအသက်ရှင်သွားဖို့ဖျားသခင်အလိုတော်မရှိဘူး။နော်တချို့ကတစ်ခါလာလဲဒီသက်သေးခံချက်။နော်နှစ်ခါလာလဲဒီသက်သေးခံချက်။နောက်ထပ်၄-၅နှစ်လာလဲဒီသက်သေးခံချက်နဲ့ပဲလုံးချလဲလိုက်နေပေါ့နော်။ဆိုတော့ကျွန်တော်တို့ကိုဖျားသခင်ကသူနဲ့ပတ်သက်ပြီးတော့မှအသည့်အသည့်သောအရာတွေနော်သက်သေးခံစရာအများကြီးကိုလည်းသူကပေးချင်တာဖြစ်တယ်။ဒါကြောင့်သင်စီမှာသက်သေးခံစရာရှိတယ်ဆိုလို့ရှင်လားသိမ့် ားပဲနဲ့သက်သေခံလိုက်ပါသင်စီကနေစီးထွက်သွားမှနောက်ထပ်အစ်စ်အစ်စ်အစ်စ်တွေကဆက်ပြီးတော့မှစီးဆင်းလာမှာဖြစ်တယ်။သင်ကဒီအရာကိုတင်းထားရဆိုလို့ရှိရင်ဒီအရာကဟောင်းနှံပြီးတော့မှပုတ်သွိုးသွားလိမ့်မယ်ပေါ့နော်။ဒါကြောင့်မို့လို့ကျွန်မအပေးချင်တယ်အတိတ်မှာပဲမပိတ်မိပါနဲ့အတိတ်ရဲ့အရေးတွေကိုပဲပြန်ပြီးမတန်းတာပါနဲ့။နော်အတိတ်မှာရှာရှုံးခဲ့သည်ဖြစ်စေအောင်မြင်ခဲ့သည်ဖြစ်စေအဲ့အတိတ်ကအတိတ်မှာပဲထားခဲ့လိုက်ပါအနာဂတ် ဘုရားသခင်ပေးခြင်းနဲ့ကောင်းချီးအသက်ကိုကြိုးဆိုပါ။နောက်တစ်ခုကကျတော့အတိတ်မှာပိမိနေသလိုအနာဂတ်ကိုလည်းစိုးရိမ်ကြတယ်။နော်မနှက်ဖြန်ဖို့မစိုးရိမ်နဲ့လို့လည်းဘုရားသခင်ကပြောပြီးသားပဲ။နောက်တခြားမလို့ကျွန်မတို့တွေနော်ဘုရားသခင်နဲ့အတူသွားမယ်ဆိုလို့ရှင်ဘာမဆိုအောင်မြင်နိုင်တယ်ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့အရာကိုဆင်ခြင်နှလုံးသွင်းပြီးတော့မှဘုရားသခင်တင့်ကိုပေးခြင်းနဲ့အသက်အသက်တွေကိုကြိုးဆိုတတ်ဖို့ရန်အတွက်အရေးကြီးတာဖြစ်တယ်။ ယောမဩရာစာအခန်းကြီး၈အငယ်31ကနေ32မှာဒီလိုဖော်ပြထားပါဗျ။တို့ဖြစ်၍ဤအရာများတို့၌အဘယ်သို့ပြောเสียရှိသနည်းဖျားသခင်သည်ငါတို့ဘက်၌ရှိတော်မူလျက်အဘယ်သူသည်ငါတို့တဖက်၌နေနိုင်မည်။မိမိသားတော်ရင်းကိုမနှံ့မျောဘဲငါတို့ရှိသမျှအဖို့အလို့ငါစွန့်တော်မူသောသူသည်သားတော်နှင့်တကွာခတ်သိမ်းသောအရာတို့ကိုငါတို့အာမပေးဘဲအဘယ်သို့နေတော်မူမည်။အာမင်။ ။ဒါကြောင့်ကျမတို့ကိုအယမ်းချစ်တဲ့ဖရာသခင်ကကျမတို့အဖို့နော်ဘာမှမဆိုပေးဖို့ရန်အတွက်အစဉ်သင်းရှိတယ်။နော်သားတော်အရင်ကိုတော့မှနော်ခတ်သိမ်းသောအရာတွေထက်နော်ကျမတို့ကိုပေးထားခဲ့ပြီးပြီ။ဒါဆိုလို့ရှင်သားတော်တော့ပေးပြီဆိုတခြားသောအရာတွေမှပေးပဲဘလို့နေမလဲ။နော်ဒါကြောင့်ဒီနေ့မှအားပေးခြင်းနဲ့သင်ကြရှုံးခဲ့သည်ဖြစ်စေအောင်မြင်ခဲ့သည်ဖြစ်စေအဲ့ဒီအရာတွေကိုပြန်ပြီးတော့မှမတန်တာပါနဲ့တော့မငိုကြွေးနေပါနဲ့တော့နော်အစ်စ်အစ်စ် ြုမဲ့ဖျားသခင်အမှုသစ်တွေကိုသင်ဆောင်မြော်ပါ။နော်အမှုသစ်ကိုပြုပေးမဲ့ဖျားသခင်ကသင်အတွက်လမ်းကိုပြင်ဆင်ထားတယ်။နော်ဒီနေ့မှာသင်ကဒီအသက်တော်ကောင်းကြီးတွေကိုဝမ်းမြောက်စွာနဲ့လက်ခံကြိုဆိုတတ်ဖို့ပဲလိုအပ်တာဖြစ်တယ်။နော်လူတွေမထင်မှတ်ထားလောက်တဲ့အောင်မြင်ခြင်းတွေ၊ကြွယ်ဝခြင်းတွေ၊ဝမ်းမြောက်ခြင်းတွေ၊ကောင်းစားခြင်းတွေ၊ဂုဏ်အသရေရှိခြင်းတွေနော်သင်ကိုချီးကျူးဂုဏ်ပြုခြင်းတွေစတဲ့ဒီအသက်တော်ချီးမြှောက်ခြင်းအရာတွေကသင်ကိုစောင့်ကြည့်နေတာဖြစ်တယ်။မိတ်ဆွေသင်ဒီနေ့မှာအတိတ်မှာပြင်မိနေသလား။ဒါမို့လို့ရှင်ကောင်းကြီးအသက်ကိုကြိုဆိုမှာ လားဒီနေ့မှာကျွန်မအားပေးလိုတာကတော့ဖရာသခင်တင့်အတွက်ပေးမယ်ကောင်းချီးအသစ်ကိုကြိုဆိုလိုက်ပါလို့အားပေးလိုပါတယ်ဖြစ်ဘူးသောအမှုတို့ကိုမအောင်မေကြနဲ့ရှေးကာလဤအရာတို့ကိုပမာဏမပြူကြနဲ့ကြည့်ရှုလောအမှုသစ်ကိုငါပြုမိယခုပေါ်လာလိမ့်မည်သင်တို့သည်အမှန်သိမြင်ရကြလိမ့်မည်အာမင်ဟေရှာယအခန်းကြီး53အငယ်16ကနေ19မှာဖော်ပြထားတာဖြစ်ပါတယ်အတူတူဝဆုတောင်းရအောင် ဖဖျားသခင်ကိုရောကိုကျေးဇူးတင်ပါရယ်ကိုရောဖျားပေးမဲ့အသက်တော်ကောင်းကြီးများကိုရှင်တို့ဝမ်းမြောက်စွာဖြင့်လက်ခံကြိုဆိုပါရယ်ဖဖျားခင်အတိတ်မှာပေးမိနေခဲ့သောအရာများအတွက် ဒီနေ့မှဝင်ချတောင်းမှမှာတယ်။ဖဖျားခင်ဒီနေ့မှကျွန်ုပ်ဒီအတိတ်ရဲ့အရေးမှာပိတ်မိနေလို့မဖြစ်စေပဲလေ။ကိုရောဖျားပေးမဲ့ကောင်းကြီးသစ်ကိုကျိုးဆူတတ်တော်သူခြေလန်းသစ်ဖြင့်ရဲရင်စွာဖြင့်ချောင်းလန်းနိုင်တော်သူဖြစ်စေဖို့ကိုရောဖျားမသာပါ။ကိုရောဖျားကိုယုံကြည်စိတ်ချပြီးတော့မှရဲရင်နဲ့ခြေလန်းသစ်တွေနဲ့ကောင်းကြီးသစ်ကိုကျိုးဆူတော်သူကျွန်ုပ်ဖြစ်လိုပါရယ်။ကျွန်ုပ်အတွက်လမ်းအသစ်တွေတကားအသစ်တွေကိုရောဖျားဖွင့်ပေးမယ်ဆိုတာယုံကြည်စိတ်ချပြီးတော့မှဂျေဇုကိုချီးမွမ်းပါရယ်။ The Lord's Sacred အနန္တနဲ့ယေရှုဖျားနာမောင်မြေပြည့်ဆုတောင်းပါ၏။အာမင်။